င်္ဂလာပါရှင်စစုံမြမ channel မှာကြိုဆိုပါတယ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ဆက်များနဲ့အစင်းယူပါအကြောင်းပဲဖြစ်ပါတယ်တိုက်ဆိုတဲ့နေရာမှာအမျိုးမျိုးရှိကြပါတယ်အဲ့ဒီကမှငကားတိုက်ဆက်ကြီးသောလူပုတ်ကိုပဋ္ဌန်းဆက်များရဲ့အစင်းယူပါကအသားရေးကြီးလင်တက်ကြတယ်တွားတဲ့နေရာမှာထင်းထင်းပေါ်ပေါ်ရှိကြတယ်မိမိကိုတစ်ခါမြုံနဲ့တတိထားမိလွယ်မှတ်မိလွယ်ကြတယ် မျက်လုံးကအကြည့်တက်ရှိတယ်။ဒီနေရာမှာဘာသာတရားပြုလုပ်ပုံပေါ်မူတည်ပြီးကြိလိုက်တာနဲ့အေးစမ်းနေတာအယမ်းကြည့်ကောင်းတာလှတာအစသဖြင့်ရှိကြတယ်။မျက်နာကပြောင်းလဲတတ်တယ်။စိတ်ခံစားချက်ပေါ်မူတည်ပြီးမိမိဒေါသအယမ်းထွက်ရင်မိမိခန္ဓာက အပူလောင်နေသလိုမျိုးအပူရှိန်မြင့်တက်တာမျိုးတွေတွေ့ကြုံရလိမ့်ပါမယ်။ဒေါသကြောင့်ခန္ဓာကိုယ်ပူလာတာမျိုးဖြစ်ပါတယ်။စပင်ကဖြောက်ဆင်းပြီးရှိတာတွေများပါတယ်။ ဖြတ်တောက်တာမျိုးအယမ်းတူအောင်ထားတာမျိုးတွေမလုပ်ပါနဲ့အလိုလုံးမရင်ခေါင်းမူခေါင်းကြိုက်တာနဲ့ထိတ်လန့်မှုဝေဒနာတွေခံစားရတတ်ပါတယ်နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးချင်းနဲ့ပြည့်စုံပါစေဘ ഹു တုဒ္ဒရဆရာများကိုအဆက်မပြတ်တက်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ဒုတိယပဲလေးအားနှိပ်ပေးဖို့လည်းတောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်